လင်မယောင်းချင်းဖလေကညဉ့်ဉန်းပြိုရိုက်ကူးတဲ့စုံတွဲတွေကိုထိုင်းရဲတပ်ဖွဲ့ဖမ်းဆီးအားလုံးပဲမင်္ဂလာပါ ။အင်တာနက်တိုးတက်လာပြီးနောက်မှာတော့လူမှုကွန်ရက်ပေါ်မှာညဉ့်ဉန်းဗီဒီယိုကိုနီလန်းပေါင်းစုံနဲ့ရိုက်ကူးထုတ်လွှင့်နေကြတာတွေကိုနိုင်ငံတိုင်းလူလူမှာမြင်တွေ့လာရပါတယ်။ဒီလိုရိုက်ကူးတာဆိုရင်တော့အချို့နိုင်ငံတွေမှာတော့တရားဝင်နာမျိုးလည်းရှိပါတယ်။အချို့ကတော့ဒီလိုရိုက်ကူးပြီးတော့ဝင်ငွေရှာတာကိုစီးပွားဖြစ်နေနဲ့လုပ်ကင်နေကြတာပါ။မကြသေးခင်တုန်းကဆိုရင်လေထိုင်းနိုင်ငံမှာညဉ့်ဉန်းဗီဒီယိုတွေကိုစီးပွားဖြစ်ရိုက်ကူးပြီးတော့ဝင်ငွေရှာတဲ့စုံတွေတွေကိုဖမ်းဆီးမှုဖြစ်သွားခဲ့ပါတယ်။ ဒီစုံတွဲရာဆိုရင်တော့လင်းမြားချင်းဖလဲကညဉ့်ဉန်းရုပ်ရှင်တွေကိုရိုက်ကူးခဲ့ကြလို့လည်းသိရပါတယ်။ Fancy Media တရက်ခံမှာဆိုရင်တော့ Internet Follower စုစုပေါင်း73သန်းကျော်ရှိပြီးတော့ H Lumo Kun ရဲ့ကနေအဓိကဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ဒီလိုလောက်ကန်ရာကနေပြီးတော့လေဝင်ငွေ100သန်းအမေရိကန်ဒေါ်လာ ၃သိန်းခန့်ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရဲ့ဗဟိုစုံစမ်းစစ်ဆေးရေးဘျူရို CIB ရဲ့လူကုန်ကူးမှုတိုက်ဖြတ်ရေးဌာနရဲတပ်ဖွဲ့ဟာထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနယ်တွေမှာဒီလိုညဉ့်ဉန်းပြည်ကိုရိုက်ကူးတဲ့ဇနီးမောင်နှံကိုဖမ်းဆီးထိန်းသိမ်းခဲ့တာလည်းဖြစ်ပါတယ်။မေလ23ရက်နေ့အသက်32နှစ်ရွယ်မြို့သမီး ချက်တလာတာနဲ့ခင်မောနာတာဝတ်တို့ဟာဗူရီယန်ပြည်နယ်ရှိ၎င်းတို့ရဲ့နေအိမ်မှာဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ CIB စုံစမ်းစစ်ဆေးရေးမှုရဲ့ပြောချက်အရဗူရီယန်စေယုံမှာသူနာပြုတ်ဖြစ်လောက်ကိုင်းနေတဲ့ချက်တလာတာတို့သူမရဲ့ခင်မောနာတာဝတ်က အခြားမျိုးသားများကိုရှာဖွေပြီးသူမကိုခွင့်ပြုပေးကြတာလို့သိရပါရင်အိမ်နောက်မှာသူတို့ကလင်မယားချင်းပလဲတဲ့ညဉ့်ညမ်းဗီဒီယိုတွေကိုအတူတကွရိုက်ကူခဲ့ကြပါရယ်ရိုက်ကူထားတဲ့ဗီဒီယိုတွေကိုတော့နာတာဝက်က platform အိမ်မှာတင်ခဲ့ပြီးမန်မာကြီးဘက်300 900ပေးမှအပြည့်စုံကြည့်ရှုနိုင်သော private group များပြုလုပ်ထားတယ်လို့သိရပါရယ်ဒီ private group တွေကနေတစ်စင်းညဉ့်ညမ်းဗီဒီယိုတွေရောင်းချနေတာကနေနေ့စဉ်ဘက်2သိန်းအမေရိကန်ဒေါ်လာ 6155ကန့်ဝင်ငွေရရှိကြောင်းလည်းသူတို့ဇနီးမောင်နှံကဝန်ခံခဲ့ကြပါရယ်။ဒါပြင် CIB ကခုလို private group တွေကနေတစဉ်ညဉ့်ညဲမီကိုရောင်းချရင်အခြားအကောင့်ပိုင်ရှင်တွေကိုလည်းဖမ်းဆီးခဲ့ကြောင်းသိရပါရယ်။စကောနာခွန်ခွန်ကဲနေဥဒုံဌာနီပြည်နယ်များမှာအသက်26နှစ်ရွယ်အမျိုးသမီးပါဝါရီစာနဲ့ခင်မွန်ရန်နာဂိန်အသက်26နှစ်ရွယ်အမျိုးသမီးစုတီတာနဲ့ခင်မွန်ချက်ချဝန်တို့ကိုဖမ်းဆီးထားခဲ့ပါရယ်။လက်ရှိဖမ်းဆီးရမိသူတွေအားလုံးရဲ့ follower အားလုံးပေါင်းဟာ 73တန်းကျော်တည်ရှိပြီးတော့ဝင်ဝင်ဘက်ဆယ်တန်းကျော်တည်ရရှိခဲ့ကြရတယ်လို့ CIB ကဖော်ပြထားပါရီအားလုံးကိုစီဝါဖြစ်အရွယ်ချက်နဲ့ညီညာသောပစ္စည်းများပူပေါင်းထုတ်လုပ်မှုဖြန့်ဖြူးမှုအများပြည်သူပြသမှုနိုင်ငံတွင်သို့ထုတ်လုပ်ခြင်း ပိုင်ဆိုင်ခြင်းတင်သွင်းခြင်းတင်သွင်းရန်ကူညီခြင်းစတာတွေနဲ့ဆွဲချက်တင်ထားခဲ့တယ်လို့သိရပါရယ်။ထိုင်းနိုင်ငံမှာဆိုရင်တော့ယခုနောက်ပိုင်းစီးပွားပြည်ညဉ့်ဉန်းပြည်ကိုထုတ်လွှင့်လာရတဲ့ပတ်သက်လို့တင်းကျပ်စွာလှုပ်ဆောင်လာခဲ့တာလည်းဖြစ်ပါရယ်။ကြီးကျယ်အပိတ်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းကျမတို့ရဲ့ channel လေးကနေပြီးတော့အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေသတင်းတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့တွေနေ့စဉ်တင်ဆက်ပေးမှာပဲဖြစ်ပါရယ်ရှင်။ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့အမိပါနေအောင်နော်။